Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Transfer အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ကြည့်ရရင် Matthias Kunya နဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်တို့ရှိတယ်။ဘာလို့ Jacobs Ban ကနေပြီး report လုပ်ထားတာပါ။ Matthias Kunya ကလည်းဒီ Matthias Kunya ရဲ့စာချုပ်ဖြတ်သိမ်းကြီးကယာဒီကုံမှစပြီးတော့ဘာလို့ကျွန်တော်တို့ကအသက်ဝင်မှာဖြစ်ပေမဲ့လို့ကစားသမားကတော့ယာဒီမကုံခင်မှာတင်သူ့ရဲ့ အနာဂတ်အကြောင်းကိုလုံးဝယတိပြည့်ဆုံးဖြတ်ချင်နေတယ်ပေါ့နော် United ကတော့ဒီကစားမပြည်သူကိုခေါ်နိုင်ဖို့အတွက်ထိတ်ဆုံးကနေပြီးတော့ဥဆောင်နေပြီးတော့လာမယ့်ရက်ဒီမှာဆိုလို့ရှိရင်သဘောတူညီမှုရဖို့အတွက်ကိုပဲဆက်လက်လှုံ့ဆော်သွားဖို့ရှိနေတယ်ပေါ့ United ရဲ့ဘက်ကတော့ကစားမပြည်သူရဲ့အပြောင်းရွှေ့ကိစ္စကိုမြင်မြန်ဆန်းဆန်းလှုံ့ဆော်သွားနိုင်မှုရည်ရွယ်ထားတယ်။ကုညာကလည်း Manchester United ရဲ့အားကစားပိုင်းဆိုင်ရာ project တွေအပေါ်မှာသဘောတူညီထားပြီးတော့ငွေကြီးဆိုင်ရာကန်တာများကိုတော့နှစ်သိန်းဒီနှစ်ဖက်ကြားမှာဆက်ပြီးတော့ဆွေးနွေး ်နေလျက်ရှိတယ်ဗောနော။အာဆင်နယ်အသင်းရဲ့ဘက်ကတော့ကွန်ညာနဲ့ပတ်သက်လို့ထပ်ပြီးတော့ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်။အသင်းတွင်းမှာကစားမခေါ်ယူတဲ့ဆွေးနွေးခေါ်ယူတင်မတင်ဆိုတာကိုလည်းအာဆင်နယ်တာဝန်ရှိသူတွေကြားထဲမှာဆွေးနွေးမှုတွေရှိနေတယ်။အာဆင်နယ်ရဲ့အကစားဒါရိုက်တာအသည့်ဖြစ်တဲ့အန်ဒရီယာပါတာနဲ့ဒါကွန်ညာတို့ရဲ့ဒါအေဂျင့်ကြားမှာလည်းတွေးဆမှုတစ်ခုပြုလုပ်ဖို့အတွက်စီစဉ်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ညူကာဆယ်အသင်းရဲ့ဘက်ကလည်းမက်တီးယပ်စ်ကွန်ညာကိုခေါ်ယူလို့တဲ့စာရင်းထဲမှာရှိနေတယ်ပေါ့။ဒါဟာလည်းရှိကျွန်တော်အနေနဲ့ ဟိုအကူညာနဲ့ပတ်သက်တဲ့အခြေအနေပဲဟိုလက်ရှိ ပုံစံတွေကကျွန်တော်တို့ခြုံကြည့်ရရင် Matthias ကူညာကတော့ကိုရီထန်ရောက်ဖို့အတွက်အခြေအနေကောင်းနေတယ်လို့တော့ယူဆလို့ရတယ်ဒါပေမဲ့လို့ဒါတွေဟာအချိန်မီဝေးပြောင်းလဲသွားနိုင်စွမ်းရှိတယ်ပေါ့အထူးသဖြင့် Newcastle တို့ကကျွန်တော်တို့ကလိုချင်နေတာခေါ်ဖို့ကြိုးပမ်းနေတာဒါ့အပြင် Arsenal တို့ကခေါ်ဖို့ကြိုးပမ်းနေတာဒါတွေကိုကြည့်မယ်ဆိုရင်ငွေကြီးကန်တာဘိုင်းမှာပို့ပြီးတော့အဆင်ပြေတဲ့အသင်းတွေဖြစ်တဲ့အတွက် เนาะဟိုကိုဒီထက်လဲလက်တလောအချီနေအရကစားပုံနေ project တွေဟာအတီတကြရှိနေပြီးတော့เนาะကျွန်တော်တို့ဒီပိုကောင်းတဲ့ကန်နာတွေမြင်းနေရတယ်ဆိုတော့ Matthias ကိုညာကိုခေါ်ဖို့အတွက်သူတို့တွေအားသာချက်ရှိသွားတယ်လို့ကျွန်တော်ပြောလို့မရဘူးဒါကြောင့်ကိုညာနဲ့ပတ်သက်လို့อ่ะအပြောင်းအကျွေးကခက်မြန်မြန်လုံနိုင်လေကောင်းလေပဲသူတပြင်ကျွန်တော်တို့ဒါ Europa League Final ကိုကျွန်တော်ရောက်သွားပြီအကယ်လို့ Final မှာဘူးဆွဲမယ်ဆိုရင် ကျွန်တော်သာ Champions League ဝင်ခွင့်ကရပြီအဲကြလို့ရှိရင်တော့ကစားမားတွေကိုခေါ်ဖို့ကအတိုင်းအတာတစ်ခုကြီးကျွန်တော်သာအားသာချက်တွေတော့ကျွန်တော်ရှိသွားမှာဆိုတော့ final မှာဘူဆွဲနိုင်ဖို့ဒီအများကြီးကလတင်ရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်တဲ့အခြေအနေမျိုးပါဆိုတော့လည်းလက်ရှိ Arsenal တို့နဲ့ပြိုင်ခေါ်ရမယ်လို့เนาะပြီးလို့ရှိရင် Newcastle တို့နဲ့ပြိုင်ခေါ်ရမယ်လို့ဆိုတာမျိုးကအတင်းအတွက်တော်တော်ကိုမလွယ်တာအဲမျိုးလူကွန်ညာကကန်ကောင်းတာက United ကိုပြောင်းဖို့အတွက်ဆန္ဒပူပြီးတော့ရှိနေတဲ့အခြေအနေမျိုးပဲစောင်းတော့ကြည့်ရမယ်ဗောလေအကယ်လို့မြန် အာဆင်နယ်တို့ကကိုထက်ပူပြီးတော့ကောင်းတဲ့ offer တွေပေးနိုင်ပြီဆိုလို့ရှိရင်အာဆင်နယ်တန်ဒီကောင်မပြောင်းချင်ဘူးလို့ကျွန်တော်ပြောလို့မရဘူး။အဲလက်ရှိပုံစံရတော့အာဆင်နယ်ဘက်ကမက်တီးယပ်စ်ကွန်ညာဆိုတာတဲ့သူတွေဒီ Sporting Lisbon ကမနော် Victor Gyokeres ကိုပို့ပြီးတော့ကျူးပန်းနေတဲ့သဘောမျိုးပါ Gyokeres ကိုသူတို့ကခေါ်ဖို့အတွက်ပို့ပြီးတော့အချိန်ကြီးကောင်းနေတယ်လို့လည်းကျွန်တော်တို့ကြားနေရတယ်ပေါ့နော်။အဲမျိုးလို့ကျွန်တော်အမြင်ကတော့ဒါကွန်ညာကတော့ပြိုင်ဘက်ခေါ်ဖို့အတွက်ပြိုင်ဘက်မရှိလေကောင်းနေပဲ Newcastle မှာဆိုလို့ရှိရင်လည်းပဲကွန်ညာသွားမယ်ဆိုရင် သူသူစဉ်းစားတော့မှာဗျာ Isaac တို့ကျွန်တော်တို့ရှိမယ်နော် Gordon တို့ကျွန်တော်တို့ရှိမယ် Harvey Barnes တို့ကျွန်တော်တို့ရှိမယ်ပြီးရရှင်ကျွန်တော် Jacob Murphy တို့ကျွန်တော်တို့ရှိမယ်ဆိုတော့ Newcastle မှာလည်းသူကစားမနဲ့သူကျွန်တော်ဟုတ်နေတာဒါကိုထက်လူချင်းနေဆိုလို့ရှိရင်တော့ကုညာနေနဲ့ OK က Newcastle မှာနေရာရနိုင်သလား Newcastle ကိုရောက်သွားတယ်ဆိုလို့ရှိရင်ငါအနာဂတ်ဘလို့ဖြစ်လာနိုင်တယ်ဒါတွေကိုသူကြည့်မှာပဲ United ကိုရောက်လာမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့နေရာလူစရာကစားမသိမရှိဘူးသူတယောက်လောက်ပဲကျွန်တော်တို့အနေနဲ့တိုက်စစ်မှာကောင်းကောင်းကန်းကန်းကျွန်တော်ရှိမှာ ဒါအပြင်ပေါ့နော်ကျွန်တော်အနေနဲ့ဒီစိတ်ပူစရာစလို့ okay သူပြောင်းလာမယ်ဆိုရင်ကိုရီမန်ချက်စတာယူနိုက်တက်ကအနာဂတ်အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ဘလောက်ထိကောင်းတဲ့ project ဒီသူ့ကိုပြနိုင်တယ်လဲဘလောက်ကောင်းတဲ့ project ဒီနဲ့သူ့ကိုဆွဲဆောင်နိုင်တယ်လဲဒါတွေကိုကျွန်တော်ကြည့်ရမှာပဲဟိုကုညာနဲ့ပတ်သက်တဲ့ဒီအခြေအနေကိုခြုံကြည့်ရရင်နောက်ဆုံးထွက်ထားတဲ့သတင်းတွေကိုကြည့်ရရင်တော့ကိုရီယူနိုက်တက်ကတော့ထိတ်ဆုံးကနေခွန်နိုင်မှုတွေအများကြီးအခြေအနေကောင်းနေတဲ့နေရာမှာပါတယ်ကစားမကလည်းပြောင်းကျင်နေပေါ့ခုနကပြောတဲ့စာချုပ်ပါယိုဂျီကန်ဒါပဲကျွန်တော်တို့ဝူဘန်ဟန်တန်နဲ့ ကျွန်တော်တို့ကြားထဲမှာဆွေးနွေးရတော့မှာကုညာဟာအတိုင်းအတာတစ်ခုတွေယူနိုက်တက်ကိုလာဖို့ဆန္ဒရှိတယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ဝူဘန်ဟန်နဲ့ဆွေးနွေးရမယ့်နေရာမှာကစားမရဲ့စာချုပ်ပါယော်ကြီးကယာဒီကုံတဲ့အခါမှာပေါ့နော်သူကဒီဘယ်လိုပြောမလဲအသက်ဝင်ပါဗျအဲ့တော့အဲ့မတိုင်ခင်ခေါ်မင်းဆိုလို့ရှိရင်အတိုင်းအတာတစ်ခုတွေဆွေးနွေးရတာကိုကိုလိုကလန်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကစားမကတော့ယာဒီမကုံခင်မှာကိုပဲသူဘယ်တင်းကိုပြောင်းရမလဲဆိုတာကိုသူသဘောပေါက်ချင်တယ်ပေါ့နော်ကောင်းတဲ့အရာပါအတင်ဘက်ကအမှန်ကန်အများကြီးကျိုးပန်းနေတယ်လို့ကျွန်တော်ထင်တယ် အများကြီးပူကောင်းမဲ့เนาะကစားမမျိုးပါအတင်းတိုက်စစ်ကိုအများကြီးပူပြီးတော့အားဖြစ်ပြီးနေမယ်ကစားမမျိုးเนาะဘရာဇီးသားတွေဆိုတဲ့ခါကျတော့ဗျာအများကြီးတော့ကိုကိုလူတွေကလည်းတိတ်မယုံကြဘူးသူတပြင်ဟိုအဖျားရှူသွားတဲ့ကစားမတွေများတဲ့ခါကျတော့ဘရာဇီးနဲ့ပတ်သက်လို့ရှိရင်ကိုရီအတင်းကလည်းတိတ်အများကြီးအကျိုးပေးတာမျိုးမဟုတ်တဲ့ခါကျတော့တိတ်တော့မယုံကြဘူးပေါ့နော်ဒါမျိုးလိုလည်းရှိပရီးမီးယားလိမှာဆိုလို့ရှိရင်ကွန်ညာဒီအခြေချနေတဲ့ကစားမတစ်ယောက်ဖြစ်တဲ့အများကြီးပူကောင်းလှုပ်ပြနေတဲ့ကစားမတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကွန်ညာကိုကျွန်တော်မဖြစ်မနေကျွန်တော်ခေါ်ကိုကျိုးပန်းမှာကျွန်တော်ဒါကြောင့်နောက်ဆုံးအချိန်ကြီးကကျွန်တော်တို့ခြုံကြည့်ရမယ်ဆိုရင်မက်ဒီယက်ကွန်ညာရဲ့စာချုပ်ပါယိုကြီးကနော်ကျွန်တော်တို့ဒီခေါ်ဖို့ပြီးပြီးတော့ခေါ်ဖို့ဆိုရင်ယာဒီကုံမအသက်ဝင်မှာဒါပေမဲ့လည်းကွန်ညာကတော့ယာဒီမကုံငင်မှာသူပြောင်းရမယ့်အသင်းကိုသူရည်ပဲတည်ခြင်းနဲ့သူ့အနာဂတ်ကိုအပြီးဆုံးဖြတ်ခြင်းနဲ့အာဆင်နယ်နဲ့နျူကာဆယ်တို့ကလည်းစောင့်ကြည့်နေတယ်နော်ဆိုတော့ အာစနယ်ကကစားမဖြစ်သူရဲ့အေဂျင့်နဲ့ပါတွေ့ဖို့ရှိနေတယ်ဆိုတော့ကကျတော့တိုင်းနာတစ်ခုတည်းတော့စိတ်ပူစရာပေါ့လေကိုရီနီနဲ့ကွန်ညာကိုအရခွန်နိုင်ဖို့ကျွန်တော်တို့ဒါလိုပါတယ်ဆိုတော့ညီကလေးနေနေရောမတ်သီးယပ်စ်ကွန်ညာကိုကိုရီအရခွန်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလာဆွနေရပါအားလုံးကိုချစ်သီးများကြီးတင်ပါတယ်